မျိုးမျိုးမှအကျိုးမထွက်အကျိုးမထွက်ထိုနေ့တွက်တက်သက်ဝန်းနေပွဲတဲ့ရလားအေးဆိုကြပါဘာလဲတော့ကုသိုလ်ဥစ္စာခန့်ကြံသာ၍ပညာတကူတမျိုးမျိုးမှအကျိုးမထွက်ထိုနေ့တွက်တက်သက်ဝန်းနေပွဲ အဲ့ဒါကြောင့်မို့တို့သူတော်စင်များဝမ်းနေပွေရက်များကိုလွန်နိုင်ပါစေလို့ဥစဉ်ကဆုတောင်းတာနော်ကဲဒီမဲ့ကြည့်လိုက်တဲ့ကနောက်တစ်ခုကြတော့ဒီလောကမှာနေရင်းနဲ့သူကကြီးပွားခြင်းညချမ်းသာခြင်းညအောင်မြင်ညရဲ့အတွက်ကြောင့်မို့လမ်းတွဲလိုက်ပြီးတော့ရေရရာနဲ့ဟုတ်လားဘဝအောင်မြင်အောင်လှုပ်သွားတာတွေရှိတယ်။ဘာနဲ့လှုပ်သွားလဲ။ရေရရာနဲ့မှားယွင်းတဲ့ရေရရာခြေနီးတွေနဲ့ဟုတ်လားမာယုန်ရဲ့ရေရာချီနီဆိုတာကတော့ဒုသူတော်စင်များ ဟောလာဖြစ်လိဖြစ်တာရှိတာ ड़ी ဖះမှာလာပြီးတော့တော်တော်များများဟောလာရေလူတာမရှိဘူးလားအေးရေလူတယ်ပန်းလူတာမရှိဘူးလားအေးချို့ကြတော့လေစီမီတို့ဖျောင်းနိုင်တို့လူတာမရှိဘူးလားပုံမှန်သရာတရားနဲ့လူပေးရမယ်နဗေးကနေမြောက်ထိုးပင့်တော့လှုပ်လိုက်လို့မလာရဘူးဟောလာနော်ဘာမလှုပ်လဲမြောက်ထိုးပင့်တော့နော်တယောက်ယောက်ကနေဗေဒင်ဆရာကဖြစ်ဖြစ်နဂရောကဖြစ်ဖြစ်အဲ့ဒါ ညောက်ထိုးပင်ကိုလှုပ်လိုက်မှဖရဲရောက်တယ်ဆိုရင်အောက်တန်းမကြောက်ဘူးလားကြရတယ်သူတို့အပြောကိုမစောင့်နဲ့ကိုကိုတိုင်သိရမယ်ဒီအချိန်ဖရဲကိုဆုံးတော်ကပ်မယ်အပန်းကပ်မယ်ရေချမ်းကပ်မယ်ကိုကိုတိုင်ဆုံးဖြတ်လို့မရဘူးလားရတယ်သူတို့နဲ့သွားပြီးတော့တိုင်ပင်လိုက်ရင်ကျဘာတွေဖြစ်တော့ဆိုတော့မင်းဖရဲသွားပြီးတော့ရေလောင်းရမယ်မင်းရဲ့သက်စိသွားပြီးတော့ဖရဲပူဇော်ရမယ်ဆိုပြီးတော့ ချမ်းချမ်းအေးအေးနဲ့မနက်ပိုင်းမှာအခွက်30 40လောက်လောင်းတာတွေမရှိဘူးလားအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်သူများကမြှောက်ပေးလိုက်ရင်ကုသိုလ်ရသွားတာလားအကုသိုလ်ရသွားတာလားအဲ့ဒါမျိုးဖြစ်တတ်တယ်တချို့ဖယားနှမ်းမှာကြီးလိုက်လို့ရှင်ဖယားမှာမိโกမိုင်းနေသွဲနေတာတွေမရှိဘူးလားဟာဘာကြီးလှုပ်တာလဲအဲ့ဒါမွေးတိုင်းလို့ဖယောင်းတိုင်းလို့ထုံးတဲ့အပိုင်းမှာလဲတက်တက်ရရထုံးရမယ်တဏှာကနေဖယားကိုမိုင်းတိုက်လို့ရလား ကိုယ်အဲ့လောက်ကြီးမှိုင်းတိုက်တဲ့အစင်းမျိုးဆိုထိုင်နိုင်ရင်လည်းမီးဖို့နဲ့ကိုကိုယ်တိုင်အရင်ထိုင်ကြည့်မီးနဲ့အကွာဝေးဟုတ်လားကိုကိုယ်တိုင်ပူနေရင်ဖျားလည်းပဲမပူလောက်ဘူးလားအဲပူလောက်တယ်အဲ့ဒါကြောင့်မီးပူစော်ရင်လည်းပဲလွတ်လွတ်လပ်လပ်နေရာကနေပူစော်ရမယ်အနှမို့စင်တော့ပူစော်တာမဟုတ်ဘူးဖျားကိုမှိုင်းတိုက်နေတာဖျားကိုမီးရှို့နေတာ ਨੇ အတူတူပဲအဲ့ဒါမျိုးမလုပ်ရဘူးလုပ်သိရင်လားအေးအဲ့ဒါမျိုးလုပ်ရင်နောက်တစ်ခုကဘုရားဘာသာတိတ်ခါကြာ ။ဘာကြလဲ။ဘုရားဘာသာသိခါကြတယ်။ဖယားမီးပူဇော်တာကနေမီးလောင်တယ်ဆိုတာမရှိဘူးလား။ကဲဘလောက်ဆိုးထားလဲဆိုတော့ဒါဆိုတော့ဖယားမီးပူဇော်တဲ့အပိုင်းမှာလည်းပဲကိုယ်အတိုင်းတားလေးနဲ့ကိုယ်တည်တည်ချာချာကြာကြာနာနာပူဇော်ရမယ်။15မိနစ်လောက်ပူဇော်မှမြင်15မိနစ်ထိုင်ပြီးတော့ကိုကြည်ညိုနေရနော်။ကြည်ညိုပြီးတော့ကိုရတဲ့ဖယားစာလေးတွေရွတ်အဲ့လိုရွတ်ခွင့်ရင်းနဲ့မီးလေးကိုပူဇော်ပြီးသွားရင်မိမှုတ်ပြီးတော့အိတ်လောင်စရာအကြောင်းရှိရလား။ ိုးစားကဟာဖယားမီးပူဇော်လို့မီးလောင်တာတဲ့ဆိုတာနေတာကဘာသာကြားနဲ့လဲတွဲပြီးတော့မနေရဘူးလားနေရတယ်အဲ့ကြတော့မင်းတို့ကောင်တွေကမင်းတို့ဖယားဒါမျိုးလို့လို့တို့အိမ်တွေပါမီးလောင်သွားတယ်မဖြစ်ဘူးလားအဲ့လိုဆိုတော့ဗုဒ္ဓဘာသာသွားပြီးတော့သိခါကြတယ်အဲ့ဒါမျိုးလုတ်ရက်လုတ်သိမ့်ရလားအဲ့ဒါကြောင့်ပူဇော်တယ်ဆိုရင်နှလုံးသားနဲ့ပူဇော်ရနော် အဲကြတော့ပူဇော်ခြင်းစိတ်လေးပေါက်နေရမယ်။မီးပူဇော်ရင်လည်းပဲပူဇော်ခြင်းစိတ်လေးပေါက်နေရမယ်။ပေါက်တုံးအခိုက်အတန့်မှာတေချာထိုင်ပြီးတော့ကြည့်ပြီးတော့ကိုပူဇော်ရမယ်။ဒါမှတကယ်အကျိုးရှိတာ။နှုတ်ဆက်ပြီးပြီးရောကွာဆိုပြီးတော့ဘုရားနိုင်ကြီးထွန်းပြစ်ထားခဲ့ရင်မလောင်နိုင်ဘူးလား။အေးအဲ့ဒါမျိုးကြီးလည်းမလုပ်ရဘူး။နောက်တစ်ခုကတို့ရရရာခြေတဲ့အနေနဲ့တချို့ကဘာတွေလောက်တာရှိလဲလို့ပြောရင်သင်္ကန်းဝတ်တာတွေရှိတယ်။ရရရာခြေတဲ့အနေနဲ့ဝတ်တာမရှိဘူးလား။ဘာလို့အဲ့လိုရရရာခြေလဲ။ ရရာရှိတဲ့သင်္ကန်းဝတ်တယ်ဆိုတော့အိမ်မှာသားလေးကမိုက်ကန်းနေပြီးတော့သိုးပေးနေပြီဟဲ့လို့ဆိုရင်ဟုတ်လားအေးဒီကလေးသင်္ကန်းဝတ်ပေးတာကောင်းတယ်ဒေရင်ဆရာကလည်းပြောတယ်သင်္ကန်းဝတ်မှ ကောင်းပါတယ်ဆိုရင်အဲ့ဒါသင်္ကန်းဝတ်ပေးလိုက်တယ်ပေးလိုက်တော့ဘုန်းကြီးကျောင်းရောက်လာတယ်ရောက်လာပြီးတော့ငကိုကရမ်းမှာပေးပေးတီတီလေးနေတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဘုန်းကြီးကျောင်းရောက်လာရင်လည်းပေးပေးတီတီလေးမဖြစ်ဘူးလား အဲ့ဒါကိုလည်းကြိုတွက်ရမယ်ငါသားသွားလိုက်တဲ့အတွက်ကြောင့်အဲ့ဒီဘုန်းကြီးကြောင့်ဘလောက်ပြည့်စည်သွားမလဲကြိုပြီးတော့စဉ်းစားနော်ကြိုပြီးတော့စဉ်းစားကိုယ်အိမ်ကလွတ်ပြီးတာပဲကွာဆိုပြီးတော့ဟုတ်လားခွေးကိုတန်ကျိုးဖြုတ်လွတ်လိုက်တယ်လို့မလုပ်ရဘူးဟုတ်လားနော်အဲ့ကြောင့်သင်္ကန်းဝတ်ပေးလိုက်တာကအဲ့ဒါမျိုးဟုတ်ရဲ့လားမဟုတ်ဘူးကြကြနာနာကိုယ့်ကိုဝတ်တယ်ဟဲ့လို့ဆိုရင်သရာတရားလေးနဲ့ငါသားရေသာသနာပေါင်ဆိုတာကရောက်ရခဲမြတ်နော် အဲ့လိုဆိုတော့ဒီနှစ်တကြံမှာငါသားသင်္ကန်းဝင်လိုက်တို့အဖေမိလည်းပဲကုသိုလ်ရတာဗောဒါမျိုးလေးပြောလို့မရဘူးလားအေးမင်းဝေ့ရမယ်ဟိုရတရားကလည်းပြောတာဗေဒင်ဆရာကလည်းပြောတယ်မင်းဒီနှစ်မှာမဝေ့ရင်သွားပြီတဲ့မင်းသေးနိုင်တယ်တဲ့ဒါမျိုးဆိုလို့ရှိရင်တော်တော်များများကကြောက်လန့်ပြီးတော့ခုံကြီးစီလာပြီးသင်္ကန်းဝတ်တာမရှိဘူးလားအဲ့ဒါမျိုးရတရားမလုကောင်းဘူးပြည့်တယ်လုကောင်းရလားဝင်လာတဲ့ပုဂ္ဂိုလ်ကလည်းပဲသရာတရားနဲ့ဝတ်တာမဟုတ်တော့ ဒီမဲ့ရောက်လာတော့အတော့လေးပါလိုက်မတော့ဘူးလားအင်းတောက်တတ်တယ်တောက်တဲ့အခါကျတော့ဒီမှာနေတဲ့လူငယ်များနဲ့ရောသွားပြီးတော့လူငယ်ပါပြက်စီးသွားတယ်အခံဖြစ်တဲ့ရံမပြက်စီးဘူးလားအဲဒါမို့ကိုယ့်ရဲ့သာသမီတယောက်ကိုဝစ်ပေးတော့မယ်ဟဲ့လို့ဆိုရင်စိတ်နိုင်သလားမနိုင်ဘူးလားကြာကြာနာနာအိမ်မှာမေးမေးပြီးမှသွားပြီးတော့လှုပ်တာကတော့အကောင်းရယ်လို့လှုပ်လိုက်တာဒါပေမဲ့သာသနာတစ်ခုလုံးမှာတိတ်ခါကြာသွားတဲ့အဖြစ်ပြက်တွေမရှိဘူးလား အဲမျိုးအဖြစ်ပြက်မဖြစ်เสียအကြောင့်မို့ရရရာခြေတဲ့အနေနဲ့သင်္ကန်းမဝိပ္ပနဲ့လို့တိုက်တွန်းနေတာเนาะဗာလဲရရရာခြေတဲ့အနေနဲ့အေးသင်္ကန်းမဝိနဲ့တဲ့နောက်တစ်ခုကကြတော့ဗာလဲလို့ပြောရင်ဘုန်းကြီးเจ้าနဲ့ကိုရရရာခြေတဲ့အနေနဲ့ကြက်များမလွတ်ပါနဲ့เนาะဗာမလွတ်နဲ့လဲအဲဘုန်းကြီးเจ้าနဲ့မှာချိုးရရရရာခြေတဲ့အနေနဲ့ကြက်လွတ်တာတွေရှိတယ်ရရရာဗီရင်ကနေပြီးတော့ဟောလွတ်လိုက်တယ်เนาะ မင်းတို့ရင်သိပြီးတော့ကံမကောင်းဘူးဟုတ်လားသွားပြီးတော့ရရရာချီကြက်သွားပြီးတော့လွတ်မရမယ်မလွတ်လို့ရှင်မင်းတို့ရင်ကခြေနှချောင်းထွက်မယ်တဲ့ဘာနှချောင်းထွက်မှာလဲလဲအိမ်ငါခြေနှချောင်းထွက်မှာဆိုလို့ခြေနှချောင်းဖြစ်တဲ့ကြက်ကိုဝယ်ဝယ်ပြီးတော့ဘုန်းကြီးကျောင်းထဲသွားလွတ်တာလေးတွေမရှိဘူးလားရှိပါတယ်အဲရှိတယ်အဲ့ဒါဘုန်းကြီးကျောင်းထဲမှာအဲ့ဒါနဲ့တယောက်ကလွတ်တယောက်ကလွတ်တယောက်ကလွတ်ဆိုတော့ကြက်တွေများမလာဘူးလားအဲများလာတဲ့တည်းအဲ့လိုများပြီးတော့ ဒါနဲ့ပဲအဲ့ဒါကြက်အမလေးရလိုက်အချီးလေးရလိုက်နဲ့အဲ့ဒါခုံကြီးเจ้าကကြက်ဥတွေလည်းမရှိဘူးလားအဲကြက်ဥတွေနဲ့ကြက်ပေါက်စတွေနဲ့ကြက်မွေးမြူရတဲ့ပုံစံမျိုးဖြစ်မသွားဘူးလားအေးအဲ့ဒါမျိုးသာသနာပြုတယ်ဆိုတာအဲ့ဒါသာသနာပြုတာဟုတ်လားဟုတ်ပါဘူးအေးအဲ့ဒါမျိုးရေရာနဲ့မချေရဘူးအဲ့ဒါမျိုးချေလိုက်ရင်နောက်ပိုင်းခုံကြီးကသူ့လို့သူမလို့ရတော့ဘူးမနဲ့လင်းလာတာနဲ့တပြိုင်နဲ့အဲ့ဒါကြက်เจ้าရတာဟုတ်လားနော် ဒီကြက်တွေအဲ့ဒါဘယ်ထွက်ပြေတော့ဟာငါကြက်ခွေးမြန်းကြိုက်သွားသလားဟာဒီရတဲ့ဖွင့်ကြပါအောင်ဟာပိတ်ကြပါအောင်ဟာ ਨੇ ခေါင်းကြီးကလှုပ်တယ်မရှုပ်ဘူးလားရှုပ်တယ်နောက်တစ်ခုကအနီးကပ်နေတဲ့ပုဂ္ဂိုလ်ကဒါဒီเจ้าမှာဩကြက်ရှိတယ်ဆိုရင်ဩဒါကရိုးရိုးကြက်ပဲလို့သိတာဒါပေမဲ့နဗေးကကြားရတဲ့ပုဂ္ဂိုလ်ကမင်းဒီเจ้าလေးကဒီတိုက်ထဲကခေါင်းကြီးเจ้าမှာ ကြက်ရှိတယ်လို့ဟောဒီတိုင်းဖြည်းဖြည်းနဲ့အတန်လွှင့်လိုက်ရင် ဟာခေါင်းကြီးเจ้าကြက်ရှိတယ်တဲ့ ကျက်ရှိတယ်တဲ့ဆိုတော့ဘာကျက်ရှိလို့ရှင်များမသိဘူးဟုတ်လားနော်အဲ့လိုဆိုရင်ဟာဘုန်းကြီးကြောင်းကပဲကျက်မွေးတယ်လို့လို့ဖြစ်မကုန်ဘူးလားအဲအဲ့ဒါမျိုးဖြစ်တတ်တယ်အဲကြောင့်ကျက်တော့သွားပြီးတော့ဘုန်းကြီးကြောင်းနဲ့မလွတ်ပါနဲ့အဲ့ဒါမျိုးရရရာခြေရင်အဲ့ဒါပူဆိုးသွားမယ်ကံကောင်းပါမလားပူပြီးတော့ကံဆိုးသွားမယ်အဲ့ဒါမျိုးမလုံနဲ့အဲ့ဒါကြောင့်မို့မာရွဲ့နဲ့ရရရာခြေနီးစနစ်မှာ ဘုရားရှင်ကိုတော်မြတ်ကိုအယုတ်တခုလို့သဘောထားပြီးတော့ဘယုတ်ဒုက္ခမလုပ်ဖို့အရေးမကြီးဘူးလားဟမ်အရေးကြီးတယ်သုံးတော်ကဲ့ရင်လည်းဘာလေးနဲ့ကဲ့ရမလဲသရာတရားလေးနဲ့ကဲ့ပန်းလူရင်လည်းပဲသရာတရားလေးနဲ့လူသွမ်းတော်လူရင်လည်းသရာတရားလေးနဲ့လူအားလုံးလူတာတွေဒီသရာတရားနဲ့လူတယောက်ယောက်ကနေမြှောက်ပေးလိုက်မှ သူပြောတဲ့အစီအစဉ်ရရရာတိုင်းလုပ်ရရင်အောက်တန်းမကြဘူးလားအေးအဲ့ဒါမျိုးမလုပ်ပါဘူးကိုယ့်အသိစိတ်နဲ့ငါဗုဒ္ဓဘာသာ ဘုရားဘာသာဆိုတော့ဒီလုပ်ငန်းတွေကိုငါလုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့မလုပ်တင်ဘူးလားအေးအဲ့ကြတော့ဥစဉ်ကပေးမှာကတော့ဗုဒ္ဓနိကြရရာခြေနီးစနစ်ကိုပေးမှာအဲ့ဒီ6ချက်ကြတော့သေချာပေါ့မှတ်ကိုမှတ်ထားရမယ်နော်အဲ့ကြတော့ကံကောင်းခြင်းနဲ့ပုဂ္ဂိုလ်များဒါမှမဟုတ်အသက်ရှည်ခြင်းနဲ့ပုဂ္ဂိုလ်များကျမ်းမာရေးကောင်းခြင်းနဲ့ပုဂ္ဂိုလ်များသည်ဗုဒ္ဓပြီးတဲ့ နီးစနစ်တိုင်းဘာလို့မလဲပြောရင်ယရယာချီဟုတ်လားဘာလို့မလဲဗုဒ္ဓကတော့ယရယာချီလို့မသုံးဒါပေမဲ့လောကကပုဂ္ဂိုလ်များကယရယာစကားလေးပါမှစိတ်ဝင်စားတာဟာ I am very interested in this type နဲ့ဖြစ်သွားတာဒီကောင်းကြီးလေးငါတော့စိတ်ဝင်စားသားပဲဘာလို့လဲဆိုတော့ဟိုယရယာချီတာလေးပါတယ်ဟိဆိုဒါမျိုးဖြစ်တတ်တယ်ဟုတ်လားနော်ယရယာချီလို့တော့ဘုရားကပြောသွားလား မပြောဘူးဖះကတော့ဒီလုပ်ငန်းတွေလုပ်ပါလို့ပြောတာဒါပေမဲ့ရရရချေကဘယ်သူထည့်ပေးတာလဲအဲကိုယ်တိုင်ထည့်ပေးတာလားဟုတ်လားနော်ဒီမှာကြည့်လိုက်ရရရချေနည်းစနစ်ထဲမှာနံပါတ်၄အသက်ရှည်ရှည်နဲ့ကျဉ်းကျဉ်းမာမာနေခြင်းတဲ့ပုဂ္ဂိုလ်နေလူတဲ့ပုဂ္ဂိုလ်ဆိုရင်တဲ့ရည်စစ်လူပေးပါတဲ့ဘာလူရမလဲအဲရည်စစ်လူပေးရမယ်တဲ့ ရက်ကွက်ထဲကရေအိုးတွေမှာလဲလှူလို့မရဘူးလားမရပါဘူး။ဘုန်းကြီးเจ้าမှာလှူလို့လဲမရဘူးလားမရပါဘူး။သတင်းเจ้าမှာလဲမရဘူးလားမရပါဘူး။อืมအဲ့ဒါမျိုး ရေစစ်လှူပေးတဲ့ပုံကိုဒီဘာဖြစ်တယ်လဲလို့ပြောရင်အသက်ရှည်တယ်ကျန်းမာတယ်ဘာဖြစ်တယ်လဲအသက်ရှည်တယ်ကျန်းမာဘာကြောင့်အသက်ရှည်တာလဲဆိုတော့အသက်ရှည်တယ်ဆိုရင်ငြိမ်မနေရဘူးနော်။ဘာကြောင့်အသက်ရှည်တာလဲကကိုယ်စိတ်ဝင်စားစရာကောင်းတယ်ဟုတ်လားနော်။ ရေစစ်နဲ့ဟုတ်လားဘလူ အသက်ရှိတာနဲ့သက်ဆိုင်သွားတယ်လေလို့ပြောရင်ရေနဲ့စစ်လျရတဲ့ကရေစစ်လေးနဲ့စစ်လျရတဲ့အခါရေလောင်းထဲတော့ပိုးမွှားလေးတွေပါလာရင်အိုးတွေပါသွားသလားရေစစ်မှာကြံခဲ့သလားအဲ့ကြတော့ဒီအိုးတွေကရေကိုတောက်တဲ့ပုံကိုဒီအထဲထဲမှာပိုးကောင်တွေပါတဲ့အန္တရာယ်ရှိသေးလားအဲ့ကြတော့ပိုးကောင်လေးတွေတကယ်လို့ပါနေလို့တောက်လိုက်ရင်တောက်တဲ့ပုဂ္ဂိုလ်ဒီသူတော်ဘာအသက်တက်ရမရောက်ဘူးလား ရောက်တယ်အဲ့ဒါကြောင့်မို့သူတစ်ပါးရဲ့အသက်မသေးအောင်နောက်တော့ကကျမ်းမာရေးဘက်ကကြည့်ရင်လည်းပဲဒီပိုးကောင်တွေကို အကြောင်းပြုပြီးတော့ယောဂမဖြစ်အောင်စောင့်ရှောက်ရမကြဘူးလားကြရတယ်အဲ့ဒါကြောင့်ရေစစ်လှူတာဒီဘာဖြစ်လဲအသက်ရှည်တယ်ကျမ်းမာတယ်အဲ့ဒါကြောင့်မို့ရေစစ်နောက်တော့ကဆေးလှူရမယ်တဲ့နံပါတ်1ကဘာလှူရမလဲဟွန်းဆေးလှူပေးရမယ်တဲ့ ဆေးလူဆိုတဲ့အပိုင်းမှာလည်းပဲလူစရာတွေကအများကြီးပါပဲကိုယ့်ရက်ွက်ထဲမှာလိုက်ပြီးတော့ကြည့်လိုက်ကြည့်လိုက်လို့ဂျမ်းမာကြီးလည်းပဲချွတ်တဲ့နေတယ်စီးပွားဥစ္စာကလည်းပဲမရှိဘူးဆေးရုံဆေးကန်းလည်းသွားနိုင်တဲ့အဆင့်ဒီကိုမရှိတော့ဘူးရဲ့လို့ဆိုရင်ကိုကနေပြီးတော့ငွေလေးစိုက်ထုတ်ပြီးတော့လူလို့မရဘူးလားဆေးဝါးကိုသွားပြီးတော့လူလို့မရဘူးလားနောက်ကတက်ကြီးရွယ်အိုတွေကိုဆေးပစ္စည်းနဲ့သွားလူလို့မရဘူးလားယဟန်တန်ဃာတွေကိုလူလို့မရဘူးလား ရတယ်အဲ့ဒါမျိုးဆေးလူရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒီဘာဖြစ်တယ်လဲအသက်ရှည်တယ်ကျန်းမာတယ်ဆေးလူတာတော့ရှင်းပါတယ်ဟုတ်လားနော်ဒီဆေးတောက်မှဒီယောဂပြောင်းမယ်ဆိုရင်အဲ့ဒီဆေးတောက်ချလိုက်ရင်အဲ့ဒီယောဂမပြောက်ဘူးလားသူယောဂပြောက်သွားတဲ့အတွက်ကြောင့်မို့ကို့မှာယောဂမရတာကဟုတ်လားပြန်ပြီးတော့အကျိုးဖြစ်တာမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါကြောင့်မို့အသက်ရှည်ခြင်းရင်နံပါတ်1ကဘာလူရမလဲနံပါတ်1က နံပါတ်2ကအင်းတေချာမှတ်ထားရမယ်အဲ့ဒါရေစေးသေးကြောင်းတဲ့နောက်တစ်ခါကြောင်းဆောက်ပြီးတော့လူတန်းပါတဲ့ဗါတယ်လေကြောင်းဆောက်လူတန်းရှင်မယားကိုတောင်မနေနေရတာရှင်မယားကကြောင်းဆောက်ခိုင်းသေးဆိုဖြစ်နေုံပဲဟုတ်လားနော်ကြောင်းဆောက်လူတန်းဆိုတာကိုတက်နိုင်တယ်များလေးနဲ့တင်ဆောက်လို့မရဘူးလားရတယ်ဟုတ်လားဘုန်းကြီးကြောင်းထဲမှာလာပြီးတော့ဇရက်တက်နိုင်ရင်ဇရက်လောက်ဆောက်လိုက်လို့မရဘူးလား ိန်တက်နိုင်ရင်တိန်လောက်ဆောက်လိုက်လို့မရဘူးလားအေးရတယ်နောက်တကရက်ွက်ထဲမှာဓမ္မုံဆောက်လို့မရဘူးလားရတယ်သူများသွားတဲ့လာတဲ့အပိုင်းမှာဇရက်လေးတွေဆောက်ပြီးလှုပ်လို့ကုသိုလ်လှုပ်လို့မရဘူးလားရတယ်ရှစ်ခက်ကဇရက်တွေဇရက်တွေအများကြီးမရှိဘူးလားဒီခက်ကျတော့ရက်ွက်တွေဝင်လိုက်တကဇရက်ရှိသေးလားဘာလို့မရှိတော့လဲဟမ်မဟုတ်လှူထားတာကွာသူကဖြုတ်ခိုးပုံနဲ့ဟုတ်လားမခိုးဘူးလား အေးအဲ့ဒါမျိုးတွေဖြစ်တာနော်ရှိတော့ကကြတော့ဒီလိုဇရက်လေးတွေလှူထားတယ်ခยีသွားကြလာကြတဲ့ပုဂ္ဂိုလ်များကပင်မန်းလာရင်အဲ့ဇရက်မှာဝင်ပြီးတော့နာတယ်ဟောနာကြတယ်အချို့လည်းပဲညာအိတ်ကြတယ်မအိတ်ဘူးလားအေးဒီခေတ်ကကြတော့အဲ့လိုမရတော့ဘူးဇရက်ရှိနေလည်းပဲအထဲထဲဝင်ပြီးတော့တဲတာတော့မှန်တယ်နဘေးကရှိနေတဲ့အသားပြားတွေခွာတယ်ခွဲပဲပြတော့ကြတော့ထင်းဆိုင်သွားတယ်မလုပ်ဘူးလားအေးအဲ့ဒါမျိုးလှုပ်သွားတာလေဆိုတော့ လူกว่าမသွားဘူးလားအဲ့ကြတော့ရှေးကပုဂ္ဂိုလ်များကခင့်မမိဘူးလို့မပြောနဲ့ရှေးကပုဂ္ဂိုလ်တွေကခင့်မမိဘူးလားတကယ်မမိတာကကိုကမမိတာဟုတ်လားမိရလားသူတို့ရဲ့အတွေ့ခေါ်တိုင်းလုံနိုင်ရလားမလုံနိုင်ဘူးနောက်ဆုံးစဉ်ရေခွက်တောင်မှကြိုးတန်းလန်းနဲ့နော်ဘာနဲ့ရှိနေလဲအဲရေခွက်တောင်မှကြိုးချီထားရတဲ့ဘဝရောက်တော့ဟုတ်လားနော်ဘာလို့ကြိုးချီရလဲอืม အကြတော့အစင်တန်းဘလောက်နိုင်လာတယ်လဲဆိုတာအဲ့ဒါပဲဟုတ်လားနော်အေးနေရတကမှအဲ့ဒါပူပြီးတော့နေကြရတာအဲ့ကြတော့ကြောင်းလူတာနဲ့အသက်ရှည်တာကြတော့ဘာဆိုင်တယ်လဲလို့မေးစရာမရှိဘူးလားကြောင်းထဲမှာဝင်ပြီးတော့နေရတဲ့ပုဂ္ဂိုလ်နဲ့ကြောင်းအပြင်အဆောက်အဦရဲ့အပြင်နေရတဲ့ပုဂ္ဂိုလ်ကျမ်းမာရေးချင်းတူရဲ့လားမတူဘူးအပြင်မှာကြတော့အေးတယ်အကောင်းလေးကြိုက်တယ်မကြိုက်ဘူးလား ကြိုက်တယ်။ကျောင်းထဲမှာဝင်နေတဲ့ပုံကိုကြတော့အဲ့ဒီအန္တရာယ်ရှိသေးလား။မရှိပါဘူး။အေးမရှိတော့ဘူး။အဲ့ဒါကြောင့်မို့အဆောက်အဦလူချင်းကျောင်းလူချင်းဒီလည်းပဲဘာဖြစ်လဲပြောရင်အသက်ရှိတယ်ကျန်းမာတယ်။ဘယ်နှချက်ရှိလဲ။ဘာတွေလဲပြောရင်အေးနောက်တစ်ခုကအဟောင်းပြုပြင်တဲ့။ဘာလုပ်ပေးရမလဲ။အေးအဟောင်းပြုပြင်ပေးရမယ်။ ရေစေးဆေးကြောင်းအဟောင်းပြုပြင်တဲ့အဟောင်းပြုပြင်ဆိုတာကကိုယ့်ရက်ွက်ထဲမှာလိုက်ပြီးတော့ကြီးဟုတ်လားချို့ဖျားတွေဇီရီတွေရှေ့ပုဂ္ဂိုလ်များကတဲသွားတယ်နောက်ပုဂ္ဂိုလ်ကမထိန်နိုင်တော့တဲ့အတွက်ကြောင့်အိုနေတာတွေမရှိဘူးလားရှိတယ်အစ်စ်ဖြစ်ဖို့ရာကအဲ့လောက်ကြီးရေးမကြည့်ဘူးအိုနေတာကြီးတွေပြိုကျနေတာကြီးတွေကြတော့ဒီတိုင်းပြစ်ထားလို့ကောင်းရဲ့လား ေးအဲ့ဒါမျိုးဘုရားအိုးတို့ဇရက်အိုးတို့ကြောင်းအိုးတို့ဟုတ်လားပြင်းလို့မရဘူးလားလမ်းအိုးတို့တရားအိုးတို့ပြင်းလို့မရဘူးလားအဲ့ဒါတွေလုတ်ပေးခြင်းတည်လဲပဲဘာလဲပြောရင်အသက်ရှိကြောင်းပဲတဲ့ဘာကြောင်းလဲအသက်ရှိကြောင်းကျမ်းမာကြောင်းနော်အဲ့ဒါကြောင့်မို့ရေစေးဆေးကြောင်းအဟောင်းပြုပြင်ပင်စင်အထာတဲ့နောက်တစ်ခုကပင်စင်အထာ ပင်စင်အထဆိုတာကြတော့နည်းနည်းရှုပ်နော်မြန်မာလိုတက်ရိုက်ပြောရင်၅ပါးတီလာစောင့်ထင်းခြင်းနဲ့ဗါတယ်လေ၅ပါးတီလာစောင့်ထင်းခြင်းနဲ့တို့ဘုရားဘာသာကခြေခံတီလာဘယ်နှပါးရှိစောင့်ထင်းသလားမစောင့်ထင်းဘူးလားအဲစောင့်ထင်းပါတယ်မစောင့်ထင်းရင်ဒီထဲရောက်ပါမလားအဲဒါပေမဲ့တတိတော်ထာပြန်ထွက်သွားဖနှက်ပြောင်းနေုံပဲဟုတ်လား အေးအဲ့ဆိုတော့ငါးပါးသီလစောင့်ထင်းသလားမစောင့်ထင်းသလားပွဲပြီးမှသိရမှာဟုတ်လားနော်ဟိုတနေ့ကပွဲတော့ရှင်မရဟောတာကောင်းတယ်ဗျာတဲ့ဘာကောင်းလို့ဆိုတတိတော့ခုခဏပြောက်ရောဗျာပွဲလဲပြီးရောကားနန်းလာလျှောက်တော့လားနော်လက်တွေ့ကိုပြောက်တာအေးအဲ့ဒါမျိုးဆိုဖနက်လောက်တော့မခိုးနဲ့ဟုတ်လားနော်ဖနက်ဆိုတာကသူမြင်းခြေတော့ကြီးနဲ့ဒီလိုချစည်းထတာတန့်ရှင်းရလားအေးအဲ့ဒါအောက်ဆုံးအဆင့်မှာရှိနေတာဟုတ်လားနော် လူရဲ့တကူလုံးမှလိုက်ပြီးတော့ကြည်လိုက်အောင်ဆုံးမှထားတဲ့ပစ္စည်းဘယ်မှာထားတဲ့ပစ္စည်းလဲအဲ့ဒါသူများပစ္စည်းကိုခိုးပြီးတော့စီးလဲပဲအဲ့ဒီပုံကလည်းနောက်ထပ်ထက်ပြောက်မဲ့လူပဲမပြောက်တော့ဘူးလားအေးနောက်တစ်ခုရှိတာကအဲ့ဒါကံစိုးမိုးမောင်ကြရတဲ့တယ်သူများစီးပြီးသားဖက်နဲ့နဲ့ဒီပေါ်မှာပြန်စီးပြီးလျှောက်သွားနေဘာလို့လို့အဆင်မပြေဘူးပြေလားမပြေဘူးအဲ့ဒါမျိုးအကျိုးပေးရတယ်ဖက်နဲ့မခိုးရဘူးဟုတ်လားနော် အေးအဲ့ပုံစံမျိုးစဉ်ဘုရားဘာသာတိတ်ခါကြရတယ်နော်ကိုရမကြည့်တော့၅ပါးသီလစောင့်ထိုင်းရမယ်တဲ့ဘာထောင်းရမလဲအေးအဲ့ဒါသူ့အသက်မသက်ပါနဲ့သူ့ဥစ္စာမခိုးပါနဲ့သူ့မြန်းရဲ့အိမ်ရာကိုမပြစ်မပါနဲ့လိန်ညာပြီးတော့မပြောပါနဲ့ရက်သေးစားမတော့စားပါနဲ့တဲ့၅ပါးလုံးအကုန်ကုန်းမနေဘူးလား တောင်ထိန်သလားတော့ပြောတော့ကုန်းနေတာများတယ်ဟုတ်လားနော်အကုန်ကုန်းနေတတ်တယ်ငါးပါးသီလတွေကနေပြီးတော့အဲ့ဒါကြည့်ကြည့်ငါဘယ်နှပါးကျိုးနေသလဲဟာငါးပါးလုံးကျိုးနေတယ်နောက်ထပ်တော့ငါကျိုးတာ များနေသေးတယ်ဆိုရင်တမျိုးဟုတ်လားနော်ဖြစ်စဉ်းစားကြည့်နှစ်လက်ချုပ်ပြီးစဉ်းစားကြည့်လုံသလားမလုံဘူးလားသုံးစဉ်းစားကြည့်လေးလုံသလားငါလုံသလားပြန်ပြီးတော့စဉ်းစားကြည့်စဉ်းစားကြည့်လိုက်လို့တကယ်ပြည့်စုံရင်တော့အဲ့ဒါဘာဖြစ်မလဲ အသက်ရှိမယ်ကျန်းမာမယ်ဘာဖြစ်မလဲကျန်းမာမယ်နောက်တစ်ခုကရှစ်ပါးသီလစောင့်ထိန်းပါတဲ့ဘာလဲလဲရှစ်ပါးသီလတဲ့မယ်ကြတော့အထူးခြားဆုံးဘာလေးပါသွားလဲအပြမစရိယမပါဘူးလားကာမေသူမိစ္ဆာစာရနဲ့အပြမစရိယဘာကွာလဲမကွာဘူးလားကွာတယ် ကာမေသူမိစ္ဆာစာရဆိုတာကကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့လင်ဟုတ်လားနော်ကိုယ့်ရဲ့လင်မဟုတ်တဲ့အရာမျိုးဆိုရင်အဲ့ဒါကာမေသူမိစ္ဆာစာရနော်တို့ချင်းဆက်ဆက်တာဘာမှမဖြစ်ဘူးဟုတ်လားငါးပါးတိလလုံနာလုံနာပဲအပြာမစရိယကြတော့အဲ့လိုမဟုတ်တော့ဘူးအပြာမစရိယကြတော့လုံးဝကိုမိဝဲခွင့်အဲ့ဒါလားလိုက်စားခွင့်မရှိဘူးတို့တို့ဇနီးမယားဖြစ်ဖြစ်မဖြစ်ဖြစ် ရှင်းပါသီလာစောင့်ထိန်ထားရင်အပြာမစရိယသိခါဘုကိုစောင့်ထိန်ထားရင်အဲ့ဒါမျိုးလွန်ကျူးလို့ရလားမရဘူးကာမိတုမိစ္ဆာသာရကသူတော်ဘာရဲ့သာမယာဟုတ်လားလင်းယောက်ျားကိုကျူးလွန်တာအပြာမစရိယကကိုယ့်ရဲ့ဇနီးမယားကိုလွန်ကျူးခွင့်ရရလားအဲ့ဒါကွာသွားတာဟုတ်လားနော်နောက်တစ်ခုကဝိကလဘောဇနာသိခါဘုမရှိဘူးလားအေးဒီမဲ့ဝိကလဘောဇနာလုံရလား မင်းလုံပါတယ်ယုံပါတယ်အေးမကြည့်တဲ့ကဝိကလာဘောဓနာသိခါဖို့လေရင်လုံအောင်စောင့်ထင်းရမယ်တဲ့ဘာကြောင့်မို့လဲဆိုရင်တချို့ကနိုင်ငံသားတွေကဒီနေ့မှမြင်တာရှိတယ်ရှင်မယဝိကလာဘောဓနာသိခါဖို့ရှိတော့ညနေသာမစားရဘူးပေါ့ဟာမစားရဘူးတော့မစားရတော့ငတ်တာပေါ့ဗျာတဲ့ဘာလို့လဲငတ်တာပေါ့တဲ့ကျွတ်ကတော့စားတယ်တဲ့ဘာဖြစ်ဘူးတဲ့ဟုတ်လားနော်သူတို့ကဒီတိုင်းယူတာဦးစင်းတို့ဒီဘက်က ဗုဒ္ဓရဲ့အဆုံးမသည်အဖက်ဖက်ကနေကြည့်ရင်တကယ်ကိုပြည့်စုံတာနော်ဒီမဲ့လည်းပဲညစာမစားခြင်းတပတ်တခါညစာမစားခြင်းရဲ့နောက်သမိုင်းကြောင်းလေးကိုပြန်ကြည့်ဟုတ်လားဒါမှမဟုတ်ရင်လည်းပဲလောက view တွေနဲ့လိုက်ပြီးတော့ကြည့်ရင် medical point of view ကနေကြည့်ကြည့်ဆေးပညာရှုထောင့်ကနေကြည့်ရင်အခုလူရဲ့ခန္ဓာကိုယ်ကနေတိုင်းစားမနေဘူးလားနင်းလေစားတာပဲနေပိုင်းလေစားတာပဲညက်နေပိုင်းလေ စားတာပဲဒါတော့မှညာပိုင်းနိုးလိုက်ဘိုက်ကထားတယ်ဆိုရင်ထရှာပြီးမစားဘူးလားအဲ့ကြတော့ဘာတွေလောက်အောင်ဆိုတော့ခန္ဓာကိုယ်တွေကနော်ဝမ်းပိုက်ထဲမှာရှိနေတဲ့အစာချက်တဲ့ digestive power မရှိဘူးလားอืมအစာချက်တဲ့စက်လေးရှိတယ်နော်ဒီစက်လေးကလာသမျှအကုန်ခြေနေရတယ်နော်မနက်ပိုင်းလာလဲခြေနေရတာနေ့ပိုင်းဝင်လာလဲခြေနေရတယ်ညနေပိုင်းလဲခြေရတယ်ညပိုင်းမှာဆိုလဲအာခြေနေရတယ်ဆိုတော့ပင်မန်းနေတာ မပင်မမ်းဘူးလားတဏီကုံတဏီကံအလုတ်လုရတယ်အဲ့လိုအလုတ်လုရတဲ့ဒီဆက်လေးသည်မရမနာပဲနဲ့သာအမြဲတမ်းခိုင်းရင်ဟုတ်လားဆက်ကဖောက်မလာဘူးလားဖောက်လာတယ်အဲ့ဒါကြောင့်မို့တရက်တရက်အနာပေးပေးရတယ်ဟုတ်လားနော်တပတ်စားပြီးသွားရင်တရက်ဟာငါဆက်တော့ပြက်လိမ့်မယ်ဟုတ်လားငါရေချေစားရင်ဆက်ပြက်လိမ့်မယ်မပြက်ခင်ကနားထာမှရမှာပဲဆိုရင်ဥပုံနေရောက်ရင်မလုပ်ရမလဲ ဥပုသ်ဆောင်မရမယ်ဖရာကတကယ်တိကြတယ်မတိကြဘူးလားတိကြတယ်အဲ့ဒါကျမ်းမာရေးရှုတော့ငါမကောင်းဘူးလားအေးသိပညာရှုတော့ငါဘာသာရေးရှုတော့ငါကြည့်ကြည့်ဦးနော်ဘာသာရေးရှုတော့ငါကြည့်ရင်ညသာစားသူနဲ့မစားသူဒီကိလေသာထကြွတာချင်းမတူဘူးတူရလားကောင်းကောင်းစားလေကောင်းကောင်းအဲကြွလေဖြစ်တာအဲ့ဒါကြောင့်မို့ဖရာရဲ့ view ထဲမှာ religious point of view ကပဲကြည်ကြည် medical point of view ကပဲကြည်ကြည်မရှောင်သင့်ဘူးလားရှောင်သင့်တယ်အဲကြောင့်သဘာဝကြကြ foreigner ကြတော့စနစ်တကျရှင်းပြမှာဟုတ်တယ်ကျွတ်လည်းမစားရဘူးစားစားပါလားစားတာပေါ့ဗျာဒါပေမဲ့ပေးနေရတာပေါ့ဆိုသွားမလုံးနဲ့အဲ့ဒါဆိုရင်သိခါမကြဘူးလားမစားပါဘူးဗျာကျွတ်ကတော့သိပညာရှိတော့ငါလည်းသိထားတာအမ်းရမ်းချမှာလားနော်ဘာသာရေးရှိတော့ငါလည်းသိထားတာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ချိန်လေးမစားတာ ဘာဖြစ်ဘာဖြစ်ပြမခိုးဆိုင်သာဟုတ်လားအေးအဲ့တိုင်းရှောင်ရမယ်အဲဒါကြောင့်မို့၈ပါးသီလစောင့်ထိန်ပေးပါတဲ့ဘာကိုစောင့်ထိန်မလဲအဲ့ဒါစုပေါင်းလိုက်ရင်ဘယ်နှမျိုးရ၆မျိုးဟုတ်လားနော်အဲ့ဒါအသက်ရှိခြင်းတဲ့ပုဂ္ဂိုလ်ကျမ်းမာခြင်းတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒါမျိုးကျင့်သုံးပေးရမယ်၁ဘာလူရမလဲနံပါတ်2နံပါတ်3 နံပါတ်4နံပါတ်5နံပါတ်6อืมခုကြမှာအမှန်တိုင်းဖြစ်သွားတာဟုတ်လားနော်ဘယ်နှပါလဲ6ပါဟုတ်လားနော်အဲ့ဒီ6ပါကိုမှတ်မိရလားမှတ်မိရင်တရားနာရာကျိုးနဲ့တယ်မမှတ်မိရင်နဲ့ရလားအဲမနဲ့ရင်ပြန်ချက်ရမှာသိကြတယ်ဟုတ်လားနော်မနှူးမနဲ့ဖြစ်မနေနဲ့နဲ့ကိုနဲ့ရမယ်အဲ့ဒီ6မျိုးမှတ်မိရမယ် ကဲအဲ့ဒီတိုင်ဒီ6မျိုးကိုကြည့်ပြီးတော့ရေရရာခြေသွားကြမယ်လို့ဆိုရင်လောကသားတွေဒီဘာဖြစ်မလဲအသက်ရှိမယ်ကျန်းမာမယ်နောက်ထပ်အပူစုလေးတစ်ခုဒီကပေးခြင်းတာနော်ဗုဒ္ဓနိကျရေရရာခြေဆိုတဲ့အပိုင်းကျတော့ဒီ6မျိုးနဲ့မခြေဘဲနဲ့နောက်တနည်းနဲ့ရေရရာခြေရင်လည်းရတယ်အဲ့ဒါတော့ဘာလောက်ရတယ်လဲပြောရင်ပရိတ်ရွတ်ရတယ်ဘာရွတ်ရလဲပရိတ်ရွတ်ရတယ် ဓမ္မမို့ရင်ပရိတ်နာကြားရတယ်ဘာလို့ ਆ လဲကိုယ်တိုင်ညွတ်နိုင်ရင်ညွတ်ဓမ္မမို့ရင်အေးသူများညွတ်တာကိုနာကြားရမယ်ဒီနားမှာလည်းပဲတော်တော်များများကပရိတ်ဖွင့်တယ်ဟဲ့လို့ဆိုရင်ဘုရားဘာသာအိမ်ကြီးလိုက်ပြီးတော့ကြည်လိုက်ရင်မနှက်ပိုင်းလေးပဲတွေ့တာနော်မနှက်ပိုင်းမဖွင့်ကြဘူးလား